Hello, welcome back to our official music channel. Have a nice day. โอเคคุณน้องอ่ะจรตีไล่ได้อินโทรเรโซโลนี้ป่ะอะไรอ่ะเสียงออนไลน์ป่ะမျိုးကြီးဆိုတာအဲ့ဒီ show review လုပ်တာဘာဖြစ်လို့လဲဆိုတော့ဒီဒီသူတွေက key modulation တခုပါတယ်အဲ့လိုမျိုးပေါ့ key modulation နောက်ပြီးတော့ကျွန်တော်တို့ဒီကျွန်တော်တို့ဟိုဂီတာသမားအများစုမှာပေါ့လေဒီ planetonic ဟိုပါဘောဖနာတော့နဲ့စကေးကိုမတီးဘူးတဲ့ကရာသမားဆိုတာမရှိဘူးကဘာပေါ်မှာတီးတီးတယ်တီးဘူးတယ်အကုန်တီးရဆပြီးကရာဆအတင်ပြီဆိုကြဖနာတော့နဲ့ဖနာတော့နဲ့အဲ့အရာတွေကနားထဲမှာနားယင်ပြီးသားစကေးတွေအခုဒီသချင်းမှာအဲ့ဖနာတော့နဲ့စကေးကိုသူကပြောင်းတက်နေအောင်တီးတာအဲ့လိုမျိုးပေါ့ဒီဆိုလိုမှာတီးသွားတာရှေ့ကဒီအထိုမှာကျတော့သူကအာအထိုမှာကျတော့သူကဖနာတော့နဲ့ကိုမယ်လိုဒစ်ဖြစ်အောင်တီးသွားတာလေအဲ့အလေးတွေကိုပြောချင်လို့ကျွန်တော် ဒီ review လေးလောက်အောင်ဖြစ်တယ်အဲအဲ့တော့ဒီကစပြောစထွက်လာတော့ရှင်းတယ်သူကတော့ဒီရိုးရိုးဒီ major scale နဲ့ပဲသူကအဲ့လိုဟောဘာလို့ရိုးရိုး major progression နဲ့ပဲသူကထွက်လာတယ်ဘာလို့ဆို1645ကိုမတော့နောက်ဆုံးဟောဘာစီးချက်လေးမှာ1 2 3 4 all လေးမှာဝင်ဝင်ပြီးတော့ဆိုသွားတာအဲ့ဒီမှာ timing ကစကားပြောလာပြီနော် ဒီ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 အဲ four လေးပါယူတာ1 2 3 4အဲမြို့ပေါ့1234 1234အဲအဲမြို့လေးသူရိုက်ချက်ကလေးတွေကတိတာတယ်ဗျအဲအမှန်အဲ့တော့တစ်ချက်ပြန်တီးမယ်ဆိုလို့ရှိရင်ကျွန်တော်

ထိုးတဲ့ယောက်သားမင်းလဲသူဟွာလဲအဲ့ကွာလဲ vast bike ကလဲအဲ့ဒါပဲ4 hour နေပဲဝင်တာပဲသူကသူရဲ့ထိုးတဲ့ယောက်သားမင်းလဲဘွာလဲရဲ့ဦးလဲရမျိုးကိုရှောက်ခဲအဲ့ဖာဒီဟွာကြတော့သူကဒိုဒီဒိုးသားအဲ့မဲ့ဒီကျွန်တော်တို့ဒီဟွာလေးတော့ကနေဘတုံးလေးတွေပေါ့နေဘထုံးလို့ခေါ်တာ အဲ့အဲ့ဒါသူကသူတော်ဒီကအခေါ်နဲ့ခင်းသွားတာနော်အဲ့အမျိုးလေးတွေကနေ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 ပညာယူရမယ့်ဟာလေးအဲ့ဒါလေးအဲ့ဒါကိုပြောချင်တာနော်အဲ့တော့ဒီဟိုပါကြတော့ငါတို့ကဟိုဒီဟိုပါကျွန်တော်တို့ဘယ်ရောက်တော့ chorus ကိုရောက်ပါနော် chorus မှာကြတော့ချန်နာထောင်ကြအောင်ပါနော်လာရင်နားထောင်ကြည့် အဲ့ဒီမှာသူကဘယ်ခီးတဲ့ကိုရောက်ပါလဲဆိုကျွန်တော်ကခီးစီဆိုတော့ကျွန်တော်ကဟိုကနေ international ဟိုကနေတွေ့လို့ရှိရင် one shot key one shot key နော် one shot key အဲ့ဒါလေးကိုကျွန်တော်ရှင်းပါမယ်ကိုက तू ကဘယ်ခီးတဲ့ရောက်သွားလဲဆိုတော့ तू တချို့ကပြောလိမ့်မယ် e flat ထဲကိုရောက်သွားတယ်လို့ပြောတာမဟုတ်ဘူးပြခီးစင်တာကိုခမောက်တိချဖန့်ကြည့်အဲ့ဒါ b flat ထဲကိုရောက်သွားတာ तू ကနော်အဲ့တော့ကျွန်တော်ခုကနေစကစ်ဟိုကလေးနဲ့ ရေးပြမယ်နော်တစ်ချက်ကြည့်ကြည့်လားဆိုစကေးကြီးတစ်ခုဆွဲလိုက်အောင်ဆဝိုင်းပေါ့ဘဲဥပေါ့ဘဲဥတစ်ချက်ဆွဲလိုက်အောင်အဲဒီသူကခီးကို symmetrical ဆဝိုင်းကို symmetrical ချတယ် C တော့ကဒီ F sharp ပေါ့ G flat ပေါ့နော် F sharp ပေါ့ဟော G flat ပေါ့အဲအဲ့လိုမျိုးရှိတယ်သူက standard အလဲကြတာအဲသူကဒီစကေးဘေးသဘောတရား1 shape 2 shape တက်ကြည့်အောင်အဲ့တော့အဲ fit တိုင်းသူက cloud swipe ကို dry လက်တဲ့အတဲ့တိုင်းရွှေ့မယ်ဆိုလို့ရှိရင်ဒီကောက5 core CF5 က G GF5 က D DF5 က A EF5 က E ဆိုပြီးရှိရလေ EF5 က B နော် EF5 က B အဲ့လိုဖြစ်သွားတယ် BF5 က G flat for F sharp ဟုတ်တယ်မလားအဲ့တော့ဟုတ်ပြီအဲ့တော့တချမ်းပြီးသွားရေဒီဘက်တချမ်းကတော့4နေတဲ့သွားမှာနော် circuit 4နေတဲ့ ในเอ่อในเล่เนี่ย nah uh, nah cross well, way นี่เนี่ยบ่ anti cross way บ่ anti cross way นี่เนี่ยเคลียร์ออกมาဆိုလို့ရှိရင် CF4 อ่ะบ่าတော့ CF4 ก็ F เนาะ CF4 F เนาะနောက်ပြီးတော့ no? no F ရဲ့4က B flat no? no yeah. เนาะဒီ B flat B flat ပြီးတော့နောက်ပြီးတော့ဟို B flat ရဲ့4က E flat E flat ရဲ့4က A flat เนาะ A flat A flat ရဲ့4က flat ဆိုပြီးတော့ရှိရလေဟုတ်တယ်မလားနောက်ပြီးတော့ D flat focus G flat ပါပါဖြစ်ရအဲ့လိုဖြစ်သွားတယ်အဲ့တော့ဒီကော one shape two shape တွေတွက်လိုက်မယ်ဆိုလို့ရှိရင် key အနေနဲ့တွက်မယ်ဆိုရင်ဒါက one shape နော် shape တစ်လုံးပဲပါတဲ့ဟာဒီကော two shape အဲ D က two shape နော် two ကနောက်ပြီး A က three shape ပေါ့နော် A က three shape နေနဲ့ပါတယ်ဒီကော four shape ပေါ့ဗျာအာ shape four shape ပေါ့နော် four shape ဒီကော five shape နော် six chef six flat အဲ့လိုဖြစ်သွားတယ်လေအဲ့တော့ဟုတ်ပြီအဲ့ chef အခါပြီးသွားတော့ရှင်ပထမဆုံးစတုံးသွားတာသူကကြီးကြီး one chef ကြီးနဲ့စတုံးသွားတယ်ဒီ one chef ကြီးနဲ့စတုံးသွားတယ် G ရဲ့ E minor ရဲ့ C ရဲ့ D ရဲ့ဆိုပြီးတော့သူဟို verse ပိုင်းမှာတုံးသွားတယ်ဟေး chorus မှာကျတော့အဲ့လိုမဟုတ်တော့ chorus မှာကျတော့ तू က key signature ကိုဒီ key center ကိုရွှေ့ပလိုက်တယ် तू က modulation လုပ်ပလိုက်တယ်ဘယ်ဘက်ကိုလုပ်ပလိုက်တော့ဆိုတော့ဒီဒီကောင်က signature flat ဒီဘက်က ဘောင်းမြတ်ကြတော့ flat နဲ့တွက်ရတယ်သူကဒီကော1 flat ဒီကော2 flat နော်2 flat နော်ဒီကော3 flat 3 flat ဒီကော4 flat နော် if flat က4 flat ဒီကော5 flat နော်အမျိုးလေးပေါ့ဗျာသူက5 flat အဲ့အမျိုးအဲ့တော့ဒီပထမနောက်တစ်ခုကကြတော့ chorus မှာကြတော့ဒီဘက် key B flat ကိုဘောင်းမြတ်ပြန်ချိန်တယ်အဲ့အမျိုး2 flat ထဲကိုရောက်လာတာအဲ့2 flat ထဲကိုဝင်လာတာအဲ့ဆက်ထွက်တာက ဟိုကနေစထွက်တာ तू က4 V flat ထဲက4ကောင်နဲ့စထွက်တာအဲ့ဘူး E flat နဲ့မင်းရောက်တဲ့ရက်ကမပြခဲ့သမျှချင်းများအဲ့နေရာမှာ तू က E flat ရဲ့ F ရဲ့ကိုပဲသုံးရတယ်နောက်ထောက်ကြည့်ရအောင်နော်အဲ့ဒါလေးတွေ့ခုသူသူသုံးတာကတော့ဟိုဖရန်တော့နဲ့ blue skateboard ခုတချင်းကို genre ခွဲမယ်ဆိုလို့ရှိရင်အဲ blue blues rock ပေါ့အဲ့လို blues rock လို့ပြောလို့ရတယ်အဲ့တော့ तू က ဘာခီးတော့ချာဆိုတော့ तू ဟိုဘော G တဲ့ကနေတွက်မယ်ဆိုလို့ရှိရင် B flat က तू ဟိုမိုင်နာသက်ဖြစ်နေတာအဲ့တော့ကျွန်တော်ကဒီဖနက်တော့နေကိုတစ်ချက်ရှိမယ်ဆိုလို့ရှိရင်အဲ့တော့ကျွန်တော်ဖနက်တော့နေ scale ကိုတစ်ချက်ကြည့်မယ်ဆိုလို့ရှိရင် तू ဟာ do re ma အဲ G ထဲမှာတွက်မယ်ဆိုလို့ရှိရင် do re ma fa fi sorry do do re ma fa so si နော်နောက်ပြီးတော့ ta do ဲ့လိုဖြစ်သွားမှာလားအဲ့တော့ဒီကောင်က B flat ထဲဝင်တော့သူက minor attack ကြီးရောက်သွားတယ်အဲ့ B flat ထဲကသူက four chord ကိုယူပြီးတော့ပြောင်းသွားတာဝူးမီရောက်တဲ့ချက်ကမပြစ်ခဲ့သမျှဖြစ်များအလုံးခွဲလထားသွားအဲ့ B flat ဒီမှာ major attack ကိုပြောင်းသွားတယ်အဲ့နေရာပါ အဲ့ရဘာလို့ major တက်အဲ့ရပြန်ခေါ်လဲဆိုတော့ तू ကမူရင်း home key G တဲ့ကိုပြန်ဝင်တာမလို့ဒီကောင်က minor ဘုံနဲ့ဟို major ကိုပြောင်းလိုက်တာ major ပြောင်းလိုက်အဲ့တော့ဘာဖြစ်လို့ဆိုတော့ကျွန်တော်ကအဲ့နေရာမှာ तू ကကျွန်တော်ချက်ရှိတာအဲ့ဒါဒီ keyless အနေနဲ့သုံးသွားတာအဲ့ဒါ perfect key တဲ့လို့ခေါ်တယ်အဲ့ဒါကြတော့အဲ့တစ်ချက်အဲ့ကို cost chorus လေးကိုကျွန်တော် notes ရေးလိုက်အောင်နော်ခဏလေး ဒါပြ bridge bridge ပေါ့ chorus ပေါ့ဒီ bridge ပေါ့အဲ့တော့သူက blue rose ဆိုတာ e flat ရဲ့အမြင်ရလားအာ e flat လာ e ရန် a e flat အဲ့အဲ့ဒီမှာ तू က d ကိုပြောင်းဝင်လာ d ကို ဒါပေမဲ့ဒီဟာအဲ့ကောင်ကကျွန်တော်တို့ကဒီဘားတစ်ခုတော့ကီးဟိုထဲကိုရောက်နေပြီနော် two flat key ထဲမှာ two flat key ဆိုတော့ तू က b flat ထဲကိုရောက်နေပြီအဲ့ဒါ b flat ထဲမှာဆိုလို့ရှိရင်ဒီကောင် d ကကြတော့ဒီတွက်ချလိုက်လို့ရှိရင် minor ဖြစ်ရမှာ minor တက် major တက်ဆိုတော့အဲ့ကောင်က chord အနေနဲ့ယူမယ်ဆိုလို့ရှိရင် d minor ဝင်ရမှာဒါပေမဲ့ major ကိုခိုင်းထားတယ် major ဘာကြောင့်ယူထားတာလဲသူက d7 ပေါ့ဗျာအဲ့7ဘာလို့ယူထားတာလဲပေါ့ နော်ဘာကြောင့်ယူထားလဲဆိုတော့နောက်ထပ် chorus ကိုဝင်လာတော့မှကြည့် chorus ကိုကျွန်တော်တစ်ချက်ထည့်ယူပြမယ်အဲ့ဒီဒီမှာဒီအဲ့အဲ့တွေ့လားအဲ့မှာအဲ့တော့ဒီက off လေးနေပါဗျာသူကသူကခိုးပြီးဆိုတာ e minor ဟုတ်ကဲ့ e minor ရဲ့ c ရဲ့4 or လေးမှာ ဝင်ပြီးတော့တီးသွားတာလေနော်ဒီအဲ four လေးပါဝင်ဝင်ပြီးတီးသွားတာအဲအဲ့ timing ကလည်းရည်ကြီးသေးရဘူးကျွန်တော်ကအဲ့ဒါ cross ရောက်သွားပြီ CHO C cross cross မှာကျတော့ဘယ်လိုရောက်သွားခုနကတော့တော် one shot key တဲ့ကိုပြန်ရောက်သွားတယ်အဲ့ဒါ G တဲ့ကိုပြန်ရောက်သွားပါဘော G key တဲ့ကိုပြန်ရောက်သွားတယ်သူကအဲ့လိုဖြစ်သွားဘာဖြစ်လို့ဒီမှာကျွန်တော်ခုနကစကားကိုပြန်ဆက်မယ်နော် B flat ထဲကဒီကို minor မသုံးဘဲနဲ့ major သုံးတယ်ဆိုတော့ဒီပြီးလို့ရှိရင်ပြန်ရောက်လာမယ်ခေါ်อ่ะ G G เนาะ G အဲ့တော့ကျွန်တော်တို့ကဒီတွက်ကြည့်လိုက်လို့ရှိရင်ကျွန်တော်တို့က G နဲ့ D ကိုတွက်ကြည့်လိုက်လို့ရှိရင်51 keyless ဖြစ်မလဲဘူးလား51 keyless နေတယ်သူကဖြစ်နေတယ်အဲ့ keyless ကိုယူပြီးတော့ဟာသူကဟိုကျွန်တော်အဲ့ perfect cadence လို့ခေါ်တယ်အဲကြောင့် geo minor မဟုတ်ဘဲနဲ့ major ပြောင်းလိုက်ရအောင် major ပြောင်းပြီးပါဒီဘက်ကိုကျွန်တော်ဒီ home key လေးကိုကျွန်တော်ကပြန်ဝင်လာလို့ရတယ်သူကဒီဟာတကားပေါက်လေးကျွန်တော်အိမ်ကိုပြန်မဲ့တကားပေါက်လေးအဲမျိုးလေးအဲကြောင့်ဒီ geo ပြန်ဝင်လာမှာဒါ perfect cadence လို့ခေါ်တယ်ကျွန်တော်တို့က cadence မြန်မာတော့အများကြီးရှိပါကျွန်တော်ဟိုဘယ်လိုခေါ်မို့ပြောခဲ့ပြီလားအခြေခံ၄မျိုး cadence ခြေ၄မျိုးတည်းမှာပါတယ်အဲအဲ့ကော perfect cadence နေနဲ့တုံးသွားတာနော် P E R F E C T perfect C A N D E N C E clearance ပေါ့နော်အဲ့ဒါနဲ့တော့ပြီးတော့ तू က G O ပြန်ဝင်လာအဲ့ဒါမျိုးအဲ့ဒါဒါပါပဲအမှန်ကတော့ तू ဟာနော် သူဖွဲ့စည်းထားတဲ့ဟာလေးကဘာဖြစ်လို့ဆိုတော့ပြီးတော့ကြတော့ဒီ B flat ကိုဘာကြောင့် ပြောလဲဆိုတော့သူကဒီ minor blues ကိုပေါ့ panatonic minor scale ထဲမှာတုံးသွားတော့ဒီ panatonic scale ပေါ့ဗျာ panatonic scale ထဲမှာတုံးတော့သူကဒီ B G ရဲ့ minor တက်အလုံးက B flat အဲအဲ B flat ကိုသူက key ကိုတဲပြီးယူသွားတယ်ကျွန်တော်တို့ဒီ key circle နဲ့ circle နဲ့ပြောမယ်ဆိုလို့ရှိရင်ဒီ anti clockwise ဒီ two flat key ကို flat two flat key ကိုတုံးသွားတယ်ပေါ့ဒါပါပဲเนาะအဲ့တော့ panatonic scale လေးကို တစ်ချက်သုံးပြီးတော့သူဘယ်လိုတီးပါလဲဆိုတာကိုနည်းနည်းလေး demonstrate လေးလုပ်ကြည့်အောင်เนาะကျွန်တော်တို့ intro ကိုသူကဟို minor pentatonic ပေါ့အဲ့ဒါပဲသုံးသွားတာပါ E ရဲ့ minor pentatonic ကိုသုံးသွားတာသူကဆိုတော့ဒီ E ရဲ့ pentatonic မနော်ဒီကောတော့ကြီးကြီးသေးပါပါပဲ။ မိုင်နာဖနာတွန်းတွေကိုသုံးတယ်ဆိုပေမဲ့ဒီ neutral minor သဘောတရားအရာအဲ့လိုမျိုးသုံးသွားတာဟုတ်ကဲ့ဒါ e minor scale ထဲမှာဝင်သုံးသွားတာဒါပေမဲ့ဖနာတွန်းတဲ့ပုံစံမျိုးသူသုံးသွားတာသုံးတာအရာတော့နော်ကြောကြောကြီးကြီးတွေပါဝင်တွေ့လားကြီးကြီးရဲ့ major scale ပဲအမှန်အရော D E ရဲ့ neutral minor ဆိုတာ pentatonic ကို minor ဆိုတာအဲ့ဒါပဲသူကသူကဒီဟောက major scale ဆိုတာသူကဒီ tendency note ဖြစ်တဲ့ tendency tone ဖြစ်တဲ့ဒီ four ပေါ့ four note မပါတာပဲရှိတယ်သူကဒီ four note ပါတော့ဟောတာအဲ့ဒါသူက blue scale ရအောင်ဟမ်

မီရိုမီရိုမီရိုရေဒိုအဲ့ဒါဘူရိုအဲ့ဆိုလာဒိုရေမီရိုရေဒိုရေအဲ့ဒါဘူဆိုဒါစဝင်တာအဲ့တိုင်းဝင်တာနော်ဒီတဲ့ re base လောကနောက်က base လောကဒီက counter point နဲ့သူလိုက်တာမိုက်အဲ counter point တော့မဟုတ်သူကနော်ဒီဟောနောက်က base base လုံးလိုက်တဲ့အတောင်နောက်ထောင်ကြီးမိုက်တယ်သူကဆိုလာဒိုလာဒိုအဲ့တိုင်းဝင်တာနောက်က ဒီ junison ဝဲလာတော့ဗျိုင်းတီးกว่าဆိုတော့နောက်ကပြီးဆုံးအဲ့လိုလိုဝဲလာအဲ့သူသူဆက်ချစ်ကတော့အဲ့ဟွာဘေ့စ်တမကြာယူလိုက်တာအဲ့ဒါကြောင့်အဲ့တော့ပြန်ပြီးမယ်ဆိုရင်အဲပနာဒိုနေသဘောတရားလေးအဲအားလေးလား လတ်ဆိုးမီမလတ်ဆိုးနေအဲ့တော့ဘယ်ဖြစ်သွားလဲအဲ့ဒါနောက်ပြီးတော့တွန်းတယ်သူကဆိုးတဲ့လာကိုပိတ်သွားရတာဒီကဒီကလေးကဒီရဲရဘူးဒီကစကန်နိုလို့ခေါ်တော့တိုက်ရတာနော်ဒီအောက်ကဒိုလေးက လက်တန်းလေးနဲ့လက်တန်းလေးနဲ့ဘတ်ဆိုကောက်ကင်ရတာဟာစကရုံးလုပ်ကလေးထုံးမဲ့ပါရဲ့ဒါတော့တွုံးနော်တော့ပြီးတွုံးပြီအဲ့ဘန်နီလို့တဲ့ချီပါတတိထားနော်အဲ့ဘန်နီလေးတွေတအားတည်တမ်းပါရတယ်ဟင်းအဲ့ဘဲလူး နှုတ်စပဲလူကိုသူကမီးပဲရေမတူချတော့လေဟဲ့ဟဲ့လိုလေအဲ့တော့ပြန်ဒီဒီရအောင် intro ပဲအဲ့ intro လေးကလည်းဒီဟိုရက်ဘယ်လိုပြောရမလဲဗန်နာတော့နေပဲโอเคအဲ့အမျိုးเนาะဒရိုဆာ e e minor ဗန်နာတော့နေပေါ့အဲ့လိုမျိုးပြောလို့ရတယ်เนาะ

ဟိုဟာနဲ့စဝင်လာတာဒီဒီလိုတော့လာတို့လာတို့အဲလာတို့လာတို့တွေ့ရမနော်အဲအဲ့ဒါမှာ तू ကခီးဆန်နေတဲ့ဂျီထဲမှာရောက်နေအောင်ဂျီထဲမှာရောက်တော့လာတို့လာတို့အဲ့ဒါလေးက तू ကဘယ်ရဲ့ရောက်တော့ဆို तू ကဒီရှေ့ဘာ3 of league မှာယူရတီးရအမှဒီလိုဖြစ်သွားပါ1 2 3အဲ့ဒါဒီလိုလေးပါ အဲ့တော့အဲ့ဒါလေးဘယ်လိုလဲပေါ့ကားပြန်မယ်အဲ့နေရာကိုပြောတာထဏတော့နေ့ကိုပြောင်းတက်နေအောင်တီးရဲဆိုအဲ့နေရာကိုပြောတာအဲ့တော့ကျွန်တော်စီအစတွေပြန်ပြီးတော့တီးမယ်ဆိုတော့ဒီလိုပဲပေါ့ လို့လဲဟာပြတ်ပြတ်အနည်းလေးပြန်ကြည့်ပြပါမနော်ဒါတော့တွန်းလိုက်တယ်ဒီကဒိုးပိတ်တွန်းတယ် ဲ့ဒါဒီကတော့တော့ဒီဘောဘော24 notes တွေကိုကြည့်ရနော်အဲ့တော့အဲ့အဲ့လိုမျိုးလေးအဲ့24 notes တွေပေါ့သူကဒီကဒီကစပါလေ နည်းနည်း speed ကတင်မရပါတော့ဆိုတော့ဘာဖြစ်လို့လဲတတားမြင်မရမှာအိုက်ကတတားမြင်အိုက်မှုကမပေါ်ဘူးအဲ့လိုပြောဖြစ်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 တီးလို့ရှင်လည်းမပေါ်ဘူးဆိုတာတတားမြင်သွားမှရူ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 တဲ့ဘဲသားထောက်လို့ထောက်လိုက်အောင်ဒီအဲ့လိုပြပါကျောင်းမနေဘလို့ခေါ်ဖို့ဒါကျွန်တော်ကလဲလဲအောင်ဒီဟာဟိုဒီ notes ကို ဘယ်လိုခေါ်မလဲအောက်ဆိုင်ပြီးနားထောင်ပြီးတော့မှန်တယ်မှန်တော့တယ်ဒီ panoramic ပုံစံမျိုး style တွေကအဲ့လို style တွေတီးရသေချာတယ်အဲ့ဒါတော့ဒါမဲ့ no is lonely ကြီးကတစ်လုံးစားနှလုံးစားတော့ကျွန်တော်လွဲလိမ့်မယ်ကျွန်တော်မှန်တယ်ကိုယ့်အကူမှန်တယ်လို့တော့မယူဆအောင်တော့ဒီပုံစံဒါမဲ့ဒါမဲ့ဒီ timing ထဲမှာတော့လုံးဝကွက်ဒီဝင်နေတယ်သူကအဲ့လိုမျိုးသူသူတီးဝိုက်ပုံစံဒါထဲမှာကြားရတော့အဲ့လိုကြားရတာဗျာကျွန်တော်ဒီလိုနော်ဒီ tablet tablet channel တွေကလည်းမထွက်ဘူးဒါအဲ့လိုဖြစ်နေတယ်အဲ့တော့ ဲ့တော့ဖြည်းဖြည်းချင်းကျွန်တော်ပြန်ပြမယ်နော်ဒါကြတော့ဟဲ့ဘယ်လိုလုပ်ရွာလေးလीနော်အဲ့တော့ပြတ်တိပြမယ်နော် လို့ရတော့ပါလေမြန်မြန်တိကြအောင်ตัว D E flat เนี่ยอยู่ยောက်ออกแล้วตัว B flat key เนี่ยก็ยောက်ออกแล้วเออ E flat อ่ะเราอยู่ออกแล้ว အဖက်ခီးတော့ရောက်လာတာမှာအဲ့တော့ကျောပြအနေအနေတစ်ချက်တော့ကျွန်တော်ပြန်တီးကြည့်မယ်နော် အဲ့ဒါစရလောက်တယ်ထင်တာပဲနော်အဲအဲ့တိုင်းအဲ့ဒါအဲ့ပူတန်တိုင်းပဲဒီပါတာသူကဒီဟောပေါ့ဒီ car ကွာ solo ရဲ့ကျွန်တော်တို့ဟာ car progression ညာတော့ကျွန်တော်အဲ့ဝါရဲကိုဒီရပဲဟိုဟာပေါ့ဒီ bus ရဲ့ progression နော်1645ကိုဒီသွားတာပါပဲအဲ့ဒါပါပဲနော်အဲ့တော့ပြန်ကြည့်ကြည့်မနော်ဒါအဲ့တော့ဒီ channel တိုက်ဖို့ကြည့်ကြအောင်နော် ဲအဲ့ okay မှာဒီပါတော့နောက်ကဟာရအတူတူပဲ generation နဲ့ progression နေရတော့ဒီရှိရဟာရအတူတူပါပဲဟုတ်ပြီအဲ့တော့ကျွန်တော်တို့နှုတ်ဆက်ကြရအောင်ဒီချင်းလေးကို review လုပ်ဖြစ်တယ်ဆိုတာအဲ့မထင်မဲ့ပဲနဲ့ပြန်လာထောင်းရင်းနဲ့ဒီပူဝါလေးသူ့ trick လေးပေါ့အဲ့ trick လေးပါတော့ကြတော့ဟာမိုက်တယ်ဟာဆိုတော့ကျွန်တော်လုတ်ကြည့်တာပါအဲ့ဒါလေးနော်အဲ့တော့အားလုံးဒီဟာကိုစိတ်ချနေမယ်လို့ထင်ပါတယ် အဲ့တော့အားလုံးကျွန်တော်ရဲ့ချစ်ကြည်ကိုတကယ်ကြီးမိတ်ဆွေများအားလုံးအဲစိတ်ကြပါစိတ်ချမ်းသာခြင်းကိုကြီးကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေဗျာဘိုင်ဘိုင်